နှစ်2556ခုနှစ်ကောဇာတက္ကရီ1384ခုနှစ်ဝါကောင်လဝိကျော်တရ2012ခုနှစ်စက်တင်ဘာလ2ရက်မန္တလေးတိုင်းဒေသကြီးရောင်ဦးမြို့ရွှေစည်းကုန်စေရီတော်မြတ်ကြီးရင်မြင်တော်၌ကျင်းပအပ်သည့်ဓမ္မတပင်ခန္ဓာဝေမြောင်ဦးမြုပ်ဥထုတော်တန်းတင် ပြည်တကွန်မုဟင်္ဂခောက်ဆွဲလုပ်ငန်းမိသားစုအမတဒါနဓမ္မဒါနဖြစ်ဖြင့်ဟောကြားအပ်တော်အဂတိ၄ပါးမလိုက်စားနှင့်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကို ရှင်ဖုံးတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျွဖွဲ့ဆိုအပ် ဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တော်တိဒုက္ခရာတိခေရံကတောလောကဟိတာယနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤ ချမ်းသာစီပါလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဖရာသည် ကပ္ပဂေါတိဟိပိဂရေကဘာအေအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေတွေတိုင်းတာဖော်ပြခြင်းဟာမစွမ်းနိုင်ပါသောကာလလေးအတင်ချေသိနေကဘာရှိကြသောကာလပတ်လုံး လောကဟိတယသတ္တလောကဤအကျိုးစီးပွားအလုံးကအတိဒုက္ခရာနိဟုဆာအသက်ချင်းလက်အင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနိဆွန်ညင်းကြီးဟုကျေတိထဝေငါးသက်အစုအလုံးခဲ့ရင်တော်မူတော့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်ဖြစ် ခေရန်လက်ချေမြေလုံးအသက်ဆုံးနဲ့ရဲ့နှလုံးစေဝံကိုရောဤပင်မင်းတို့ကတောဘဝဒါနံချိန်ဖန်များစွာ ရောက်တော်မူကြရရှာလိမ့်မည်မဟာကရုဏီကတသတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတဏ္ဍနာတသဝေနိယများစွာတတ္တဝါဤ ချမ်းသာစီပါလူလာတောင်းတကုန်ပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအာနမောယုတိပြောင်းပြော့မန်ကိုလျော်ဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်း အဂတိ၄ပါ မလိုက်စားနဲ့လူဘဝရလာတဲ့အခါမှာတိမတ်တဲ့တရားတစ်ခုကိုအခြေခံပြီးတော့ဓမ္မလမ်းကြောင်းကိုသွေဖြီပြီးတော့လောက်ထာကိုင်တာမှန်သမျှကိုအဂတိလိုက်စားတယ်လို့ဒီလိုဆုံးလို့တာပေါ့အဂတိတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတုတ်တန်၃ခုခေါ်ထားတာရှိတယ် အင်္ဂုတ္တရနိကေမှာအဂတိခမဏတုတ်ဆိုပြီးတော့သုံးတော့ဟောကြားထားတယ်အဲ့တော့မြန်မာစာပေမှာလည်းပဲအဂတိလိုက်တယ်နဲ့ဒီလိုသုံးပြီးတော့ပြောဆိုကြတယ်စကလုံးကိုမှန်အောင်သုံးဖို့တော့လိုတာပေါ့ဂတိနဲ့ဂတိကိုမှန်မှန်ရင်ပြောကြတာတွေလည်းရှိတယ်ရေးကြတာလည်းရှိတယ် ကာကြီးနဲ့ဂတိကြတော့ဂတိကဝပြုထားတယ်ဝန်ခံထားတယ် promise လုပ်ထားတယ်ပေါ့နော်ကိုတာဝန်ယူထားတဲ့လုပ်ငန်းတစ်ခုဂတိမပြတ်စေရအဲ့ဒီဂတိကြတော့ကာကြီးနဲ့တာဝန်မှုနဲ့ရေးဂတိအတန်ထွက်တဲ့အခါဘယ်လိုပဲထွက်ထွက်ရေးတဲ့အခါမှာရေးတော့အမှန် ဖတ်တော့အတန်လို့အတန်ဆိုတာပြောင်းလဲမှုရှိဘယ်ဘာသာစကားပဲဖြစ်ဖြစ်အတန်ဆိုတာပြောင်းလဲသွားတာရှိတယ်ရေးတဲ့အချိန်ဖတ်ရတာမဟုတ်ဘူးအတန်ရဲ့အနေထားကပြောင်းလဲသွားတာဥပမာမယ်ပင်ဆိုတဲ့စကားလုံးလေးပေါ်ကြည့်ရှေ့ကတလုံးထည့်လိုက်လို့ရှင်တစ်ပင်လို့ဆိုလို့ရှင်ပင်ဆိုတဲ့စကားလုံးကိုပြီးအောင်ဆိုတယ် ရှေ့ကပန်းထည့်လိုက်ရင်ပန်းပင်ဖြစ်သွားရောနော်အတန်ဟာပြောင်းသွားတယ်ဒီလိုပြောင်းလဲမှုကြောင့်လိုက်ပြီးတော့ဘာကုန်းနဲ့ရေးဆရာမလို့အဲ့တော့ရေးတော့အမှန်ဖတ်တော့အတန်လို့မြန်မာစာပေဟာဒီပကံဒေတာဧရိယာမှာ ပေါက္ကာရာမသို့မဟုတ်အရိမတ္တနာပူရပကံမျိုးကြီးထွန်းကားခဲ့တဲ့အချိန်ကမြန်မာလူမျိုးတွေရဲ့စာပေထွန်းကားမှုဟာလေကြီးမားခဲ့တယ်ပေါ့ဒီမှာဒီပကံဧရိယာမှာစာပေထွန်းကားခဲ့လို့ပါဠိစာပေနဲ့ပတ်သက်ပြီးအမတန်မှထင်ရှားကျော်ကြားတဲ့တရဏီတိကျမ်းကြီးဆိုတာလေဒီပကံဧရိယာမှာရေးခဲ့တာ အမတမကျေးဇူးတရားတင်စရာကောင်းတယ်မြန်မာလူမျိုးတွေဒီကနေ့မျိုးဆက်သစ်ဖြစ်နေတဲ့မြန်မာလူမျိုးတွေဟာပကံကိုကျေးဇူးတင်ရမှာတွေအများကြီးပဲပေါ့နော်ဒီပကံညာဦးဒေတာက စတင်အခြေချခဲ့တဲ့မြန်မာစာပေရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာနောက်ပိုင်းပကံမရှိတဲ့နောက်မှာပင်ရတို့အင်းဝါတို့ဆိုတဲ့ခေတ်တွေ အမရပုရမန္တလေးခေတ်တိုင်းအောင်မြမစာပေဟာဖွင့်ဖြိုးတိုးတက်ပြီးတော့သွားဆိုလို့ရှိရင်ပါဠိစကားလုံးတွေအားလုံးလောက်နေနေမြန်မာလိုပြန်ဆိုနောက်ပိုင်းကျတော့မှသာပါဠိစကားလုံးကိုသုံးလာတာရှိအဲ့တော့မြန်မာလူမျိုးတွေဒီနားမှာဂုံယူစရာအမတ္တမကောင်းတဲ့အရှိတောင်အာရှမှာဆိုရင်ဘာဖြစ်လို့ဂုံယူစရာကောင်းတယ်လဲလို့ဆိုရင် ကိုပိုင်နံပါတ်ကိုပိုင်အက္ခရာကိုပိုင်ပြက်ကလေးကိုပိုင်စကားအတုံးအနှုံးနေမြန်မာလူမျိုးတွေမှာရှိခဲ့တယ်ကြွယ်ဝနေတယ်ခနေ့ထိတချို့နိုင်ငံတွေဆိုရင်ကိုပိုင်စကားလုံးမရှိတော့ဘူးကိုပိုင်အက္ခရာမရှိတော့ဘူးဒီနားမှာမလေးကျွန်းဆွယ်မလရလို့ခေါ်တဲ့မလေးရှားနိုင်ငံတို့အင်ဒိုနီးရှားနိုင်ငံတို့သွားကြည့်ကိုပိုင်စကားလုံးမရှိတော့ရိုမန်အက္ခရာကိုအသုံးပြုကြတယ်သူတို့ သူတို့အခရာပျောက်သွားပြီပေါ့အဲ့တော့ရှိတာကထိုင်းတို့ကမ္ဘောဒီးယားတို့လာအိုတို့ဒီနိုင်ငံတွေကကိုယ်ပိုင်အခရာရှိတယ်ဘိုးတို့ခလန်လမရှိတဲ့တိရိလင်္ကာလို့ခေါ်တဲ့တီဟိုနိုင်ငံလည်းကိုယ်ပိုင်အခရာရှိတယ်သို့သောကိုယ်ပိုင်အခရာရှိပေမဲ့လို့ကိုယ်ပိုင်ကနန်းတို့ဒါတွေပျောက်ကုန်ကြတယ်တချို့ကိုယ်ပိုင်တက္ကရစ်တွေပျောက်ဆုံးပြီးတော့နေနေကြတယ် အဲ့တော့မြန်မာလူမျိုးတွေကတော့ကိုယ်ပိုင်ကဏ္ဍကိုယ်ပိုင်အက္ခရာကိုယ်ပိုင်ပြက္ခတိကလင်ဒါဒါတွေအပြည့်စုံရှိတယ်။ဒါဘသူတွေရဲ့調査ချက်လဲလို့ပြောလို့ရှိရင်မြန်မာစာပေဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ဒီပကံခိရဲ့調査အထောက်မှုဒီလိုပြောရမှာ။မိမိတို့ရဲ့ဘိုးဘွားတေဟာပကံဒေသမှာအခြေချပြီးတော့調査ခဲ့လို့ဒီလို ကိုကလူမျိုးနဲ့စာပေဟာအခိုင်အမာခြံရတာပေါ့နော်အဲ့တော့ဂနေခိကလူတွေက အမတ်တမဲနေပြီးတော့စာပေရေးသားတဲ့အခါမှာဟိုလွဲလွဲချော်ချော်သတ်ပုံတွေအသုံးပြုပြီးတော့ရေးနေကြတာဒီလိုမရေးသင့်ဘူးပေါ့ဆိုပါစို့ဒီကနေ့ထုတ်တဲ့ဂျာနယ်တွေထဲမှာ ဂျိုးဆိုတဲ့စကားလုံးကိုလက်တတ်ပြီးတော့ဂျိုးနေကြတယ်တကယ်ဟတ်တတ်ပြီးဂျိုးอ่ะเนาะဟာကုသိုလ်အကုသိုလ်သာလက်တတ်ရတာ ကုသလအကုသလဆိုတဲ့ပါဠိစကားရလက်တတ်တယ်ဂျိုးဆိုတာဂဟကလာလာဖြစ်သောကြောင့်ဟနဲ့တတ်ပြီးတော့ရေးရအဲ့ဒီမြန်မာစာရေးထုတ်နေကိုမြန်မာလူမျိုးတွေပဲဖြည့်ဆည်းနေတယ်လို့ပြောရမှာပေါ့เนาะ မမကကရေတအောင်ကြိုးစာအထကြအမကပေါမှာမူတညပီတောပြောကိုပိုင်စကလုံးရှိတဲ့မြန်မာနိုင်ငံမှာရေးထုံးနေရလဲကိုပိုင်ရှိပြီးသားပဲအဲ့ဒါတွေကို အလေးမူပြီးတော့ခရုစိုက်ကြရမှာဒီကနေ့ခေတ်မြန်မာလူမျိုးတွေအမှတ်တမဲ့မနေတဲ့မှုပေါ့ဒါလူတိုင်းလူတိုင်းမှာတာဝန်ရှိတယ်လို့ပြောရေးခြင်းတလုံးမရေးပဲနဲ့အမှန်ကန်ရေးဖို့လိုတယ်ပေါ့ မှန်ကန်ရေးဖို့မှန်ကန်လဲသိဖို့လိုတယ်ကိုယ်စာကိုမသိဘူးဆိုတာရှက်စရာကောင်းတယ်အင်္ဂလိပ်စာမတတ်လို့ရှက်စရာမကောင်းဘူးတချို့ကအင်္ဂလိပ်စာမတတ်ရင်ရှက်စရာကောင်းတယ်ထင်တာကိုယ်စာကိုမတတ်မှရှက်စရာကောင်းတာနော်အဲ့တော့ရှက်တာရှက်တာလည်းပဲတချို့ကမရှက်တတ်ဘူးရှက်တဲ့နာမှရှက်ရမှာမရှက်တဲ့နာမရှက်ရဘူးလေအခုပါဠိကနေဆက်နွယ်ပြီးတော့လာတဲ့ဂတိနဲ့ဂတိကွဲအောင်လုပ်ဖို့လိုတယ်ပေါ့ ကတိဆိုတာလူမာကတိမဲမာတစ္ဆာကာကြီးနဲ့ရေးရမှာကတိအရာနော်အဂတိလိုက်စားတယ်ကြတော့ခန်းငယ်နဲ့ရေးရမှာကတိအဲ့ဒီတချို့ကလည်းအပြောက်ပြီးတော့အဂတိလိုက်စားတယ်လို့မပြောဘဲနဲ့ကတိလိုက်စားတယ်လို့ပြောတယ်အပြောက်နေတယ်အဲ့ဒါလည်းမမှန်ဘူးပေါ့နော်ကတိနဲ့ကတိလည်းမှန်အောင်ရေးဖို့လိုတယ်ကရုဏာနဲ့ကရုဏာနဲ့ ကရုဏာကိုမှောင်မေးတတ်တော့ကာကြီးနဲ့ရေးရမယ်အစားခန်းငယ်နဲ့ကရုဏာလို့ရေးနေကြတယ်တော်တော်များများအဲ့ဒါလို့ဖြစ်တာအဲ့ဒါခယုမဆိုင်တာနဲ့နမောနမဲနိုင်တာဟာချီးမွမ်းเสียရမဟုတ်ဘူးကဲ့ရဲ့ရှုပ်ချเสียဖြစ်တယ်ပေါ့ပကန်းခေတ်ကဘိုးဘွားမိဘတွေဟာပါဠိစကားလုံးတွေကိုမြန်မာလိုအကုန်လုံးနီးနီးပြန်ဆိုခဲ့ကြတယ်သူတို့စူးစမ်းခဲ့ကြတယ် သဗ္ဗညုတညာဆိုတဲ့ဒီစကလုံးတောင်မှာဂနေခေတ်မှာဘာသာပြန်ထားတာမရှိပေမဲ့လို့ပကံခေတ်ကဘာသာပြန်ခဲ့တာဘလို့ပြန်လဲဆိုသိစမြင်နှံ့လို့ဘာသာပြန်ခဲ့တယ်သူတို့အကုန်လုံးကိုယ်နိုင်ငံလူမျိုးတွေဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက်ဘௌဒ္ဓတရအသိဉာဏ်တွေကိုယ်ပိုင်စကလုံးနဲ့တီထွင်ပြီးတော့ပေးလာခဲ့တဲ့ခြေစူးတွေဟာအမှန်တမ်းကြီးမားတယ်လို့ပြောရမှာနော် သူများစကလုံးကိုအသုံးချရတယ်ဆိုတာလက်ဝေခံလို့ဖြစ်တယ်ပေါ့အဲ့တော့ကိုယ်ပိုင်စကလုံးကိုသုံးချဒီကနေ့ခေတ်မှာတာဓုကိုတာဓုလို့ပဲဆိုကြတယ်နော်ပြီးတဲ့အခါတာဓုတာဓုနဲ့ဆိုကြတယ်ပကန့်ခေတ်တုန်းကဘာသာပြန်မှုစူးစမ်းခဲ့တယ်ကောင်းဤဒီကောင်းဤဒီလို့ပြန်ခဲ့တယ်သူတို့တာဓုကိုတာဓုအတိုင်းမသုံးခဲ့ဘူးအဲ့ဒါဘာသာပြန်မှုစူးစမ်းလာခဲ့တာဒီပေါ့သို့သော ဘာသာမပြန်တော့ပဲနဲ့ရှိတဲ့အတိုင်းသုံးနေတာအနေစာဘာသာမပြန်တော့မဟုတ်ဘူးမပြန်နိုင်တာမဟုတ်ဘူးအနေစာအမြဲမရှိဒုက္ခဆင်းရဲတယ်အနတ္တကိုမဟုတ်အတ္တမဟုတ်ဒီလိုပြန်တာအဲ့တော့ဘာသာတွေအကုန်ပြန်ပြီးတော့ဘုရားမြတ်စွာဟောကြားတဲ့တရားနဲ့ဆက်နွယ်ပြီးတော့မြန်မာစာပေဟာဖွင့်ပြတိုးတက်တယ်ဒါကြောင့်မို့လို့နိုင်ငံခြားကဗုဒ္ဓဆင်းဆွယ်စာအုပ်ကြီးရေးတဲ့ လူတယောက်ကပြောတာနော်ဗမာဆိုတာဗုဒ္ဓဘာသာပဲဗုဒ္ဓဘာသာဆိုတာဗမာပဲလို့သူတို့ပြောတယ်ဆိုလိုတာကမြန်မာလူမျိုးနဲ့ဗုဒ္ဓဘာသာ ခွဲလို့မရဘူးလို့ပြောတာနော်မြန်မာလူမျိုးရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာဗုဒ္ဓရဲ့အဆုံးအမနဲ့ဖွံ့ဖြိုးတိုးတက်တာအဲ့တော့မြန်မာလူမျိုးဆိုတာလည်း ဗုဒ္ဓဘာသာပဲဗုဒ္ဓဘာသာဆိုတာလေမြန်မာလူမျိုးပဲသွေးရူตาရူဒီလိုဖြစ်နေတယ်မြန်မာယဉ်ကျေးမှုတွေအလုံးလောက်နီးနီးမြတ်စွာဘုရားရဲ့အဆုံးအမပုံမှာအခြေခံပြီးတော့ထားတာလို့ဒီလိုပြောတာเนาะအဲ့တော့မြန်မာပြည်ဗုဒ္ဓဘာသာရောက်လာတာဟာပကန်းခေတ်မှရောက်တာတော့မဟုတ်ဘူးဒီတဲ့စောပြီးတော့ရောက်လာတာတရေခေတ္တရာလို့ခေါ်တယ်ပြည်ခေတ်မှပဲ ဗုဒ္ဓဘာသာရောက်တယ်လို့ပြောရအောင်သို့သောတန့်စင်တဲ့ဗုဒ္ဓဘာသာတစ်ခုဖြစ်အောင်ကတော့အနောထဘယင်ကြီးကနေတန်ရှင်းသွားအောင် ဆောင်ရွက်ခဲ့တာတော့သိကြတယ်ပေါ့ထေရဝါဒဗုဒ္ဓဘာသာရှင်အရဟံရဲ့အကူအညီနဲ့အနောထမင်းကြီးကထေရဝါဒဗုဒ္ဓဘာသာအခိုင်အမာပကံဧရိယာမှာတိဆောက်ခဲ့တယ်လို့ဒါကြောင့်မို့ဒီမြန်မာလူမျိုးတွေရဲ့ ခြေစူးချီမာလှတယ်လို့ဒီလိုပြောရှင်ရဟန်တို့အနောဓမင်းကြီးတို့ခြေစူးတင်ရမှာလေအဲ့တော့မြန်မာလူမျိုးတွေရဲ့ဒီယဉ်ကျေးမှုအလုံးဟာဗုဒ္ဓတရားတော်ကိုအခြေခံတာဖြစ်သောကြောင့်မြတ်စွာဘုရားရဲ့